မတရားမျိုးတွင်ပမောခချုပ်စီရတော်နန္ဒမာလာပြီးဝင်တာဥဆောင်တီထောင်ထားတဲ့မြစ်တာနန္ဒဆေးရုံအတွင်တက်ဆွဲထားတဲ့ PDF တွေကိုတက်မတော်ကချိန်မုံရှင်းလင်းနေဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာမန္တလေးတိုင်းမရယာမြို့နယ်နဲ့စင်ကူးမြို့နယ်အဆက်ရက်ကန်းစင်တောင်ကျေးရွာအနီးပမောခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝင်တာကမခရပြုတီထောင်ထားတဲ့မြစ်တာနန္ဒဆေးရုံကိုစစ်ကောင်စီက တိုက်လေရင်နဲ့ဇွန်လ22ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့လို့ဆေးရုံမှာမီးဖွားဖို့လာတဲ့အမျိုးသမီးတဦးသေဆုံးပြီးပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။သေဆုံးသွားသူအမျိုးသမီးဟာခလေးမီးဖွားပြီးတာနှစ်ရက်ပဲရှိသေးသူဖြစ်ပြီးစစ်ကောင်စီရဲ့ဘုံကျဲချမှုကြောင့်တောက်ဖွားမီးရဆောင်အပါအဝင်အဆောက်အုံ၃လုံးပျက်စီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ ကြောင့်မတရားမျိုးတွင်ပမောက္ခချုပ်စီရောနန္ဒမာလာပိဝင်သားဦးဆောင်တီထောင်ထားတဲ့မြစ်တာနန္ဒစေယုံအတွင်တက်ဆွဲထားတဲ့ PDF တွေကိုတက်မတော်ကချိန်မုံရှင်းလင်းနေတိမ်မှပြည်သူလာမလုံးနဲ့ဆိုပြီးစစ်ကောင်စီလော်ဘီတွေရဲ့ဖြန့်ဝေမှုဟာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပြည်သူတွေတေဆုံးခဲ့ရတာကို PDF မှတေဆုံးခဲ့ရတဲ့အောင်ရေးသားဖြန့်ဝေနေတဲ့တဲ့အမှားသာဖြစ်ပါတယ်